ဧပြီ10ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါ MNDAA ကလူအများရှိမှအမှုစီရင်ပြီးတည်တံ့ပေးကွန်မြတ်မှုဒီနေ့ပြုလုပ်ခဲ့ပါတယ်ထုတ်ပြန်လာတဲ့ဓာတ်ပုံအရအမျိုးသား၈ဦးကိုအမှုစီရင်တာတွေ့ရပါတယ်လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံမှာတော့အလောင်းမြုပ်ဖို့တူးထားတဲ့မြေကျင်းတွေရှိမှာကွန်မြတ်ခံထားရတဲ့အမျိုးသား၅ဦးရဲ့ရုပ်အလောင်းကိုတွေ့ရပါတယ်ရှင်ငလင်ဘေးတင်ပြည်သူတွေကိုကုညီပတ်ပို့ပေးရင်မှာပေါင်းဆက်ဆောင်ရွက်ဖို့ကုလအထူးကိုယ်စားလှယ်နဲ့နေပြည်တော်မှာ ဧပြီ9ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းအာနာသိန်းစစ်ကောင်စီရဲ့နိုင်ငံသားဥက္ကဋ္ဌနာကသတင်းထုတ်ပြန်ထားပါရရှင်။ချင်းပြည်နယ်ကမင်းတပ်နဲ့တိရိမ်မျိုးတို့ကိုစစ်ကောင်စီလေးတပ်ဟာဘုံကျဲတိုက်ခတ်ရာမှာကလေးငယ်တချို့အပါအဝင်12ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါရယ်။ဧပြီ9ရက်မနေ့ည8နာရီလောက်မှာမင်းတပ်မျိုးနယ်နဲ့ည7နာရီလောက်မှာတိရိမ်မျိုးကိုပေါင်900ဘုံတွေကျဲချခဲ့တာဖြစ်ပါရယ်ရှင်။ပြီးခဲ့တဲ့မတ်လ28ရက်ကစလို့ငလင်ပေးကြောင်း မန္တလေးတိုင်းပျော်ပွင့်မြို့နယ်မှာတိတ်ဆုံးသူအမျိုးသား145ဦးအမျိုးသမီး68ဦးစုစုပေါင်း242ဦးနဲ့ထိခိုက်ဒဏ်ရာရသူ196ဦးရှိကြောင်းဒီနေ့မှအသိပေးထားပါရရှင်။